ူပါမန်သာအာနာရှင်တယောက်ဖြစ်လာခဲ့ရင်လူတွေကနတ်ဘုရားတစ်ပါးလိုအစွမ်းထက်ဖို့ကြိုးစားနေတဲ့အချိန်နတ်ဘုရားတစ်ပါးလိုစွမ်းအားတွေနံမွေးဖွားလာတဲ့စူပါမန်ကတာမန်သူသားတယောက်ဖြစ်ဖို့ကြိုးစားနေတဲ့အချိန်အချင်းခံစားမှုတွေကလူတယောက်ကိုပြောင်းလဲနိုင်စွမ်းရှိတယ်ဆိုရင်အဲ့နာချင်းခံစားမှုတွေကနတ်ဘုရားတစ်ပါးပေါ်မှာရောတက်ရောက်မှုရှိနိုင်မလား Justice League လို့အင်ဟာကြီးစူပါဟီးရိုးအဖွဲ့ကြီးနှစ်ချမ်းကွဲသွားလောက်စီရတဲ့အကြောင်းပြချက်တွေကဘာတွေများဖြစ်နေမလဲလူသားကြီးတိုက်ပွဲတွေမှာနှစ်ပြားတွေကဝင်ပါရလောက်အောင်ကဘာကြီးဘုံမှာဘာတွေဖြစ်နေတာလဲအင်ဟာကြီးတဲ့လူတယောက်ကအင်ဟာနဲ့တဲ့လူတွေအများကြီးကိုအုပ်ချုပ်လိုက်မယ်ဆိုရင်အရာအလုံးကအမှန်တကယ်ပဲငြင်းညံ့သွားမှာလားကျွန်တော်တို့ငယ်ဝါရဲ့စူပါဟီးရိုးကဘယ်သူလဲလို့မေးလိုက်ရင်စူပါမန်ဆိုတဲ့နာမည်ပြောရလောက်အောင်ဒီ impact ကြီးမားခဲ့တဲ့စူပါမန်က universe တစ်ခွင်မှာအကြမ်းတမ်းဆုံး villain တယောက်ဖြစ်လာခဲ့မယ်ဆိုရင်ရောအခုလိုမေးခွန်းမများစွာနဲ့စိတ်ဝင်စားဖို့ကောင်းလာတဲ့ Injustice God Amen S comic ကိုကျွန်တော်တို့ရဲ့ Ninja Justice Arena YouTube Channel မှာ recap လေးတွေလုပ်ပြီးသင်ပြသွားမှာမလို့ကြိုတင်အသိပေးကြောင်းကြခြင်းလို့ဒီဗီဒီယိုလေးကိုလုပ်လိုက်တာပဲဖြစ်ပါတယ်။တကယ်တော့ Injustice Court Amman Azura comic အနေနဲ့စတင်မိတ်ဆက်ခဲ့တာမျိုးမဟုတ်ပဲကျွန်တော်တို့ငယ်ငယ်က P3 ဆိုင်သွားပြီးခိုးခိုးဆော့နေကြဖြစ်တဲ့ Injustice Court Amman S ကို2023ခုနှစ်မှာဗီဒီယိုဂိမ်းအနေနဲ့စတင်ထုတ်ခဲ့တာဖြစ်ပြီးအောင်မြင်မှုများစွာရရှိခဲ့တဲ့ဂိမ်းတစ်ခုလည်းဖြစ်ပါတယ်။အဲဒါကြောင့်ပဲထုတ်လုပ်တဲ့သူတွေကဂိမ်းရဲ့အောင်မြင်မှုကိုမိငန်းပြီးတော့ Injustice Court Amman Azura comic ကိုထုတ်ဝေခဲ့တာဖြစ်ပါတယ်။ Injustice Court Amman S comic ကအစားဆုံးဆိုရင် Year 1 to year 5ဒီ9ရက်ထွက်လာတဲ့အပြင် year 0ဆိုတဲ့ prequel year တခုလည်းရှိပါတယ်အဲ့လိုမျိုးခန်းစားကြည့်ကြလာတဲ့ comment ကြီးကိုအစာဆုံးတင်ပေးသွားမှာမလို့ကျွန်တော်တို့ရဲ့ YouTube channel လေးကို like and subscribe လေးလုပ်ထားပြီး video လေးတွေတက်လာတိုင်းမလို့သွားရအောင်လဲ notification လေးတွေယူသားဖို့မေ့ပါနဲ့ဦး